ရှင်မိချေချိုချန်နယ်ကနေပြန်ကြိုဆိုလိုက်ပါတယ်ပကံမှာရှင်ရောက်စီတီပထူတွေများစွာရှိတဲ့အထက်ကမှာ AD ဆရာစုလောက်ကနေစပြီးအနော်ရထာမင်းကျဆက်သားမင်းအလောင်းစီသူမင်းနဲ့နေရသူမင်းလက်ထဲခေဆက်ဆက်တီထားကိုကွယ်ခဲ့ကြတဲ့ချင်ရှားကြော်ကြတဲ့ဇီတီပထူတွေအကြောင်းကိုအပိုင်းလိုက်အပိုင်းလိုက်တင်ဆက်လာခဲ့တာအခုဆိုလို့ရှိရင်နေရပတိစီသူမင်းလက်ထဲကိုရောက်လာပြီပေါ့နော် အခုပြောသွားတဲ့မင်းတွေထိနဲ့ဆိုးဆန်နေတဲ့ AD ဆရာစုလောက်ကနေပြီးတော့ AD 7ရာစုကာလအချိန်တွေကပကံပြီးအတောက်ပါဆိုကာလတွေဖြစ်ခဲ့တာပေါ့နော် နာပတိစီသူမင်းကနေရသူမင်းရဲ့သားတော်အငယ်ဖြစ်ပြီးတော့ပကံတိနန်းကို AD 1184ကနေပြီးတော့1211ခုနှစ်ထိ38နှစ်ဆိုးဆန်ခဲ့တယ်။ဒီနာပတိစီသူမင်းတည်ခဲ့တဲ့ကောင်းမှုတော်တွေကမှဆိုလို့ရှိရင်ဆူလာမဏိစီဒီနဲ့ကရော့ပလင်ဖရာကချင်ရှားတဲ့စီဒီတော်တွေဖြစ်ပါတယ်။ ခုကျမတို့ဆူနာမဏိစီတော်ဘက်ကိုသွားနေတာဆူနာမဏိစီဒီကဓမယံကြီးစီဒီနားမှာရှိတယ် နယပတိစီသူမင်းနန်းတက်ပြီးကိုနှစ်အကြာ AD 1183မှာတည်ထားခဲ့တဲ့စီဒီဖြစ်တယ်။နှစ်ထပ်လှိုင်ကိုဖျားပုံဖြစ်ပြီးတော့နှစ်ဆင့်စလုံးကအမြင့်အတူတူပဲတဲ့။ ကျွန်မတို့ဒီစီဒီကိုရောက်တဲ့အချိန်ကဖျားဘူးဧည့်သည်တွေတော်တော်များများလာတာကိုကြုံလိုက်ရတယ်။ဒီပကမာရှိတဲ့ជីជីမာမာစီဒီပထိုးတွေထဲမှာဆိုလို့ရှိရင်ဒီစီဒီကနောက်ဆုံးပဲတဲ့။သူကဆိုလိုတာကဒီနောက်ပိုင်းတည်တဲ့စီဒီတော်တွေကဒီစီဒီတော့မကြီးတော့ဘူးလို့ပြောတာ။ ပလန်လေးမှာဗုဒ္ဓရုပ်ပွားတော်တွေကိုပူဆောင်ထားကြတယ် ကံမှာလှုပ်ခဲ့တဲ့ငလင်တန်းကြောင့်ဒီစီရီတော်ကြီးပျက်စီးခဲ့ရတဲ့အပိုင်းတွေလည်းရှိခဲ့တယ် မစီပကြီတချို့တော့တွေ့နေရသေးတယ်။ဒါပေမဲ့ဒီပကြီတွေကပကံခေကလက်ရမျိုးတွေမဟုတ်တော့ဘူးတဲ့။အင်းဝါခေကုံးပေါင်ခေကလက်ရတွေလည်းပါတယ်လို့သူတေသူတွေကတော့ပြောကြတယ်။ဒီစီဒီမတဲခင်တုန်းကဒီနေရာက မြေပြတ်မဟုတ်ဘူး၆ကြီးတဲ့။တနေ့နာယပတိစီသူမင်းကတရွေးတောင်စီဒီကိုသွားဖူးပြီးတော့အပြန်ဒီ၆ထဲကနေပြီးတော့တလဲလဲတောက်နေတဲ့အရှောင်းတွေထွက်နေတာကိုသူကလှမ်းမြင်လိုက်တယ်။ မင်းရအဲ့ဒီအယောင်ထွက်နေတဲ့အနေအမှာဇေဒီတယ်ဖို့ဆန္ဒရှိလာတာနဲ့ကြောက်ကြီးကိုတိုင်းသူပြည်သားတွေကိုဖို့ခိုင်းပြီးတော့ဒီဆူလာမနိဇေဒီကိုတက်ထားခဲ့တာဖြစ်တယ်လို့သိရတယ် ခုရောက်နေတဲ့ပကံရှိအောင်သူတည်တနာပြတိုင်နာမှာရှိတယ်။ဒီမိမလောက်ចောင်းစီတီကိုလည်းနရပတိစေသူမင်းကြီးပဲတည်ခဲ့တာလေ။ဒီနားတစ်ပိုက်မှာပဲရှိတယ်ကတော့ပနေဖရားကိုဆက်သွားမယ် 三环了，一间没出去转转，买狗粮、买零食，这个三百块钱，不如在外面零三块，零三块。 ောင်းလာနေတယ်။အာအဲ့ဒါဖြစ်ဖြစ်တယ်။အောင်းနေတယ်။အချိုးကတည်းကဆိုရင်မာနာလည်းဒီအင်းနဲ့တော့တင်ရမှာ။ဒီမှာဒီမှာကရောပနေဖျားကိုနယပတိစီသူမင်းကြီးကအေဒီ 1203မှာစတင်ခဲ့တာဒါပေမဲ့ပီစီအောင်မတည်ဖြစ်ခဲ့လို့တားတော်ဇေယတိန်ခမင်းကဆက်ပြီးတော့တည်ခဲ့တာကရော့ပလင်ဖျားကသူကနှစ်ထပ်ဆိုင်မှုဖျားပုံစံဖြစ်ပြီးတော့ဒီပကံမှာဒုတိယအမြင့်ဆုံးဖျားဖြစ်တယ်တပိညုဖျားကအမြင့်ဆုံးဖျားဖြစ်ပြီးတော့ဒီကရော့ပလင်ဖျားကဒုတိယအမြင့်ဆုံးပေါ့နော် ထပ်ထပ်ပြုပြင်ခဲ့ကြတော့ဒီနိုင်ရန်စေးပကြီတွေကတော့မရှိသလောက်ဖြစ်သွားပြီအတွင်းပလန်လေးကတော့နည်းနည်းချင်းနေဒီအတွင်းပလန်တစ်ချောင်းမှာလည်းဗုဒ္ဓရုပ်ပွားတော်တွေကိုပူဇော်ထားရှိထားတယ်ဒီကရော့ပလင်တည်ထားတဲ့ဖျားနေရာနဲ့ဆက်ဆက်နေတဲ့ရာဇဝင်တစ်ခုရှိတယ်လို့တော့ကြားဘူးတယ်ပထမတစ်ခုကဒီအလောင်းစီသူမင်းကြီးကသူ့ရဲ့ဘေးတော်ဘိုးတော်တွေကိုပေါ့နော်သူ့လောက်ဖုံးတကူမရှိဘူးလို့နှုတ်ကနေပြီး ော်ပြမမီတို့မျက်လုံးနှစ်ဖက်စလုံး꿰သွားခဲ့တယ်။အဲ့ဒါနဲ့ဒီနေရာမှာအဲ့ဒီသူ့ရဲ့ဘေးတော်ဘိုးတော်ရှင်မင်းတွေရဲ့ရုပ်ထုကိုပြုတ်လို့ပူဇော်ပြီးတော့ကတော့တောင်းပန်တော့မှမျက်စိပြောင်းပြင်ခဲ့ရတာ။နောက်တစ်ခုကကြတော့နာယပတိစီသူမင်းကဆူလာမဏိစီရီကိုတဲဖို့အတွက်ကျောက်ကြီးကိုပေါ့နော်မြေဖို့ဖို့ပြည်သူတွေကိုအတင်းအဓမ္မစေခိုင်းတာကိုသူ့ရဲ့ဆရာပတ်တကူမထေရ မတင်တော်ဘူးလို့တတိပေးတားမြစ်တာကို तू ကအပြစ်မြင်ပြီးတော့ဆရာကိုပကံကားနေပြီးတော့နှစ်ထုတ်ခဲ့မိတယ်။နောက်မှနောင်လာရပြီးတော့ဒီဖျားတဲတာတဲ့နေရာကနေပြီးတော့ဆရာကိုကရော့တောင်းပန်နေပြီးတော့ကရော့ပလင်ဖျားကိုဒီနေရာမှာတီးခဲ့တာလို့ဆိုကြတာ။ မှာပသိန်ထီးလေးတွေငှားပြီးတော့ဓာတ်ပုံလှက်လာတွေလည်းရိုက်လို့ရတယ်ဒီဇီရီတော်ကလည်းပကံမှာလှုပ်ခဲ့တဲ့မလင်းတန်တွေကြောင့်ပျက်စီးခဲ့တာတွေကိုလေပြုပြင်ခဲ့ရတဲ့ဇီရီစင်ရင်းနဲ့ပါပါတယ် 야부나다가 인사하고 싶다. 수영은 이제 수영을 하는사람이 있는데, 수영은 사람들이 있 ေးဒီအပြင်ဘက်ကဈေးတန်းလေးမှာကဒေသထွက်မှုတွေအဝိထယ်တွေနဲ့တနခါလုံးတွေအဆုံးပဲဒီကဘာလဲဒီကဘာလဲ ခုထီလိုမင်းလူစီဒီဘက်ကိုဆက်သွားနေတာပါကီလိုမီလိုစီဒီကိုဇေယတင်ခမင်းက AD 1218မှာတည်ထားကိုးကွယ်ခဲ့တာဖြစ်ပါတယ်။စီဒီပုံစံကိုတော့သူရဖခင်နာပရိစီသူမင်းတည်ခဲ့တဲ့ဆူလာမဏိစီဒီနဲ့ပုံစံအတူတူတိဆောက်ခဲ့တာပါ။ လိုမင်းလိုလို့ဘာလို့အမည်တွင်တယ်လဲဆိုလို့ရှိရင်နာယပတိစီသူမင်းကြီးမှာကတားတော်၅ဦးရှိတယ်။ အဲ့ဒီမှာမှာဇေယတိန်ခမင်းသားကအငယ်ဆုံးသားမင်းရလေဒီသူ့ရဲ့အငယ်ဆုံးသားဖြစ်တဲ့ဇေယတိန်ခမင်းသားကိုထီနန်ပေးလို့တယ်ဒါပေမဲ့သူကတရားမျှတအောင်ဆိုပြီးတော့အဲ့ဒီသားတော်ကြီးရဲ့အလယ်မှာထီးဖြူကိုစိုက်လိုက်ပြီးတော့မင်းဖြစ်တိုက်တဲ့သူဘက်ကိုထီးဖြူရိမ့်ပါစေဆိုပြီးတော့အဓိဋ္ဌာန်လိုက်တယ်အဲ့မှာသားတော်ဇေယတိန်ခဘက်ကိုထီးဖြူကရိမ့်သွားတာပေါ့နော် အဲ့ဒါကြောင့်မို့လို့ဇေယသိန်ခမင်းသားကမင်းကလည်းလူလားထီးရလည်းလူလားတဲ့အမင်းတစ်ပါးဖြစ်လို့ထီးလို့မင်းလို့ဆိုပြီးတော့အမိတွင်ခဲ့တာပါနောက်ပြီးတော့ဇေယသိန်ခမင်းကိုလေနှောင်းများမင်းလို့လည်းခေါ်ကြသေးတယ်ဒီမင်းကဇေယသိန်ခမင်းထီးလို့မင်းလို့မင်းနှောင်းများမင်းဆိုပြီးတော့နာမည်သုံးမျိုးရှိတဲ့မင်းပေါ့နော်အဲ့ကြောင့်မို့လို့ဒီစီဒီကိုလည်းထီးလို့မင်းလို့စီဒီလို့ခေါ်တာ က်သက်ကြီးဖေရဘက်ကိုဆက်သွားမယ်နော်ဖက်သက်ကြီးဖေရကသူကထူးခြားတဲ့အုပ်ဒီဇိုင်းတွေနဲ့ကြီးညိုစရာကောင်းတဲ့ရုပ်ပွားတော်ကြီးကြောင့်ဒီပကံမာနာမည်ကြီးတဲ့ဖေရတဆူဖြစ်တယ် ီလိုမင်းတို့ရဲ့ဒါကြဇွားမင်းကဒီလှိုင်းကိုနှစ်ဆင့်ရှိတဲ့ခုဖရားကို AD 1249မှာတည်ခဲ့တာပြတ္တရာနေ့မှာတည်ခဲ့တာဖြစ်လို့ဒီဖရားကိုပြတ္တရာဖရားလို့အစားခေါ်ကြတာနောက်မှပြတ်တက်ကြီးဆိုပြီးတော့ပြောင်းလဲခေါ်ခဲ့ကြတာ ားဒါရိုက်ကဖြစ်တဲ့ကြဆောင်မင်းကဒီဖះကိုတန်နေတော့မှာပဲ၊ကွယ်လွန်သွားလို့ဖះကိုအပြစ်သက်မတက်ဖြစ်ခဲ့ဘူးပေါ့နော်။ဒီနေရာဓာတ်ပုံရိုက်လို့ရှင်အရလာတဲ့နေရာလေးတော်တော်များများတွေ့ဘူးပါပါဒီ ထူးခြားတဲ့အုပ်ဒီဇိုင်းနဲ့အတူပေါ့ကြီးညိုစရာကောင်းတဲ့ရုပ်ပွားတော်ကြီးကြောင့်လေဒီဓာတ်ပုံလေးတွေကလို့ရှိရင်လိုင်းပေါ်မှာဆိုလို့ရှိရင်ဒီနေရာလေးကအရမ်းလှတဲ့နေရာလေးဒီနေ့ဗီဒီယိုလေးထဲမှာဗကံမင်းဆက်ရဲ့48ဆက်မြောင်းမင်းဖြစ်တဲ့နရပတိစီသူမင်းလက်ထက်သူရဲ့သားတော်ထီလိုမင်းလိုမင်းလက်ထက်သူရဲ့မြေကြဆောင်မင်းလက်ထက်တို့မှာထင်ရှားတဲ့အစီအစဉ်ပထိုးတွေအကြောင်း ပကန်ရှုကင်းလေးရင်းနဲ့အတူပြန်လည်မျှဝေပေးပြီးသားပြီဖြစ်လို့ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲနားလိုက်ပါတော့မယ်ရှင်ကျေးဇူးအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်